ဆရီအကယ်ဒမီရဲ့နှစ်စဉ်အရေးသေးစစ်ဆေးခြင်းစာမွေးပွဲကစတင်လာတော့မယ်။အရေးသေးစစ်ဆေးခြင်းမှာပါဝင်ကြမယ့်အသေးဆုံးတွေကသူတို့ရဲ့နောက်ဆုံးပြည့်စုံခြင်းတွေကိုပြုလုပ်နေကြပါပြီ။ဘယ်အသင်းကပြိုင်ပွဲမှာရှုံးနေသွားပြီးတော့စာတင်နှစ်တစ်ခုလုံးအင်တာတက်ရှင်ရဲ့လောရမယ့်သူတွေဖြစ်သွားမှာလဲ။ဒီစာမွေးပွဲအတွက်ခန္ဓာကိုယ်နဲ့စိတ်ကိုစစ်ဆေးမဲ့ပထမဆုံးစိတ်ခေါ်မှုကစတင်ပါပြီ။အသင်းအနေနဲ့အောင်မြင်ဖို့အဖွဲ့ဝင်တွေအကောင်လုံးကပန်းနဲ့ဝင်ဝင်ရပါမယ်။ ထက်နဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအပြီးမှာတော့ညံထက်မြက်မှုနဲ့အလိုအလျောက်တုံ့ပြန်နိုင်စွမ်းတင်ကိုစစ်ဆေးမဲ့ဒုတိယစိတ်ခုံမှုကစောင့်ကြုံနေပါတယ်။အရေးကြီးတဲ့အချိန်ရောက်လာပါပြီ။မိကုတ်တစ်ခုကအရာအလုံးကိုအဆုံးဖြတ်ပေးတော့မှာပဲဖြစ်ပါတယ်။နမတ်စင်ရေးပြီးမှာတော့ခလုတ်ကိုအရင်ဆုံးနှိမ့်တဲ့အသင်းကဖြစ်ဖြစ်ဆွဲမှာပဲဖြစ်ပါတယ်။ Planet Dawn Break ရဲ့အရေးပါတဲ့ event တွေကဘလို့အစလိုက်ဖြစ်ခဲ့ပါသလဲ။အေးလီလာနဲ့ Fanny တို့ကအတူပူးပေါင်းပြီးကျူးကျော်သူတွေကိုနှိမ်နေခဲ့ပါတယ်။ Planet Dawn Break ကိုဖျက်ဆီးဖို့အတွက် Ruby နဲ့ Angela တို့ကိုဆေးလွတ်ခဲ့ပါတယ်။ ။ Changnge နဲ့ Leslie တို့ကကျောကျော်သူတွေကိုတော်လှန်ပြီး Sarah Academy ကိုထူထောင်ခဲ့ပါတယ်။ B. Planet Dory ကိုဖျက်ဆီးဖို့အတွက် Ruby နဲ့ Angela တို့ကိုဆေးလွတ်ခဲ့ပါတယ်။ Changnge နဲ့ Leslie တို့ကကျောကျော်သူတွေကိုတော်လှန်ပြီး Sarah Academy ကိုထူထောင်ခဲ့ပါတယ်။ Lila နဲ့ Fanny တို့ကအတူပူးပေါင်းပြီးကျောကျော်သူတွေကိုနှိမ်နှင်းခဲ့ပါတယ်။ C. Changnge နဲ့ Leslie တို့ကကျောကျော်သူတွေကိုတော်လှန်ပြီး Sarah Academy ကိုထူထောင်ခဲ့ပါတယ်။ လီလာနဲ့ဖန်နီတို့ကအတူပူပေါင်းပြီးကျူးကျော်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။ Planet Dawn Break ကိုဖျက်ဆီးဖို့အတွက် Ruby နဲ့ Angela တို့ကိုဆေးလုပ်ခဲ့ပါတယ်။